အခုကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ကအရန်ထူဆန်းနေရွာပြက်ကြီးစီကိုခေါ်သွားမှာပဲဖြစ်ပါတယ်ဒီရွာပြက်ကြီးထဲမှာထူဆန်းတဲ့အိမ်၃လုံးရှိတယ်မိသားစုဝင်၃ဦးပေါ့နော်အဆွေမျိုးတွေတော်ဆက်တဲ့မိသားစုဝင်တွေနေတဲ့အိမ်၃လုံးရှိတယ်အဲ့ဒီအိမ်၃လုံးอ่ะဆိုလို့ရှိရင်အရန်ထူဆန်းတယ်ပေါ့เนาะအခုပထမဆုံးအိမ်တစ်လုံးရှိကိုကျွန်တော်ခေါ်သွားမှာပဲဖြစ်ပါတယ်အဲဒီဗီဒီယိုကတော့ကျွန်တော်ဟိုတနေ့က ျွန်တော်ရဲ့ YouTube channel မှာတင်ထားတဲ့အရန်ထူးဆန်းတဲ့ရွာကိုတွားရင်းနဲ့လမ်းမှာတွေ့ကြုံခဲ့ရတဲ့ရွာလေးတဲကထူးဆန်းတဲ့အိမ်လေးသုံးလုံးကိုပါတခါလေရိုက်ကူးလာပေးတာပဲဖြစ်ပါတယ်။ကိုကျွန်တော်အရှိမမြင်တွေ့နေရတဲ့အိမ်လေးထဲမှာနေတဲ့မိသားစုဝင်တွေအားဆိုလို့ရှိရင် ထူးထူးဆန်းဆန်းပဲပေါ့နော်အဲတယောက်တစ်မျိုးစီအဲယောဂအမျိုးတွေ ਨੇ သိဆုံးသွားကြတယ်ထူးကြတော့လဲအက်ဆီဒန့်ဖြစ်ပြီးတော့သိဆုံးတယ်ထူးကြတော့လဲမနာမကျန်းဖြစ်ပြီးတော့သိဆုံးလိုက်တာအိမ်လုံးကျွတ်လို့လို့ကိုသိဆုံးသွားတယ်ပေါ့နော်ပြီးတော့ဒီအိမ်ရဲ့ ဘဲဘက်နဲ့ညာဘက်ဝဲရံမှာရှိတဲ့အိမ်နှလုံးကလည်းဒီအိမ်ကမိသားစုဝင်တွေဆွေမျိုးတော်ဆက်တဲ့သူတွေပဲဖြစ်တယ်။အဲ့ဒီအိမ်ဒီမှာနေထိုင်တဲ့မိသားစုဝင်တွေကလည်းအိမ်လုံးကျွတ်သေဆုံးသွားတယ်ပေါ့နော်။ပြီးလို့ရှိရင်ဒီအိမ်နဲ့ဆွေမျိုးသားချင်းတော်ဆက်တဲ့အိမ်နှလုံးကြံသေးတယ်။အဲ့ဒီအိမ်နှလုံးကိုလည်းကျွန်တော်ရိုက်ကူးပြမယ်ပေါ့နော်။လောလောဆယ်တော့ပထမဆုံးဒီအိမ်လေးကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်ပေါ့နော်။ အိမ်လေးရဆိုလို့ရှိရင်တိတိဆချာခိုက်ခိုက်မမာနဲ့ကိုစောက်ထားတာပေါ့နော်မိသားစုဝင်တွေပြပြစုံစုံရှိနေတော့ဆိုရင်ဒီအိမ်လေးကဘလောက်မြတ်ပျော်ဖို့ကောင်းလိုက်မလဲပေါ့နော်စိတ်ကူးနေတဲ့ကျွန်တော်တို့တော်လေးကိုမှပျော်စရာကောင်းပါတယ်အိမ်ကိုလည်းဒီလိုတည်တည်တဲ့ကိုတိတိဆချာခိုက်ခိုက်မမာနဲ့ကြဲကြဲဝုန်းဝုန်းကိုစောက်ထားတာပေါ့နော်အိမ်လုံးကျွတ်သေးဆုံးသွားတဲ့အခါကျတော့ပစ္စည်းပစ္စည်းတွေအားလုံးကလည်းအောက်ဒီမှာဒီတိုင်းရှိနေတော့ပဲပေါ့နော်တချို့တည်တယ်ဆိုလို့ရှိရင်အကောင့်အတိုင်းပဲတွေ့မြင်ရသေးတယ်ဗျအတော်ကမှစိတ်မကောင်းစရာပဲပေါ့နော် ဒီအိမ်မှာရှိတဲ့မိသားစုဝင်တွေကဒေသခံတွေပြောပြချက်အရာဆိုလို့ရှိရင်တဲ့ဒါအက်ဆီဒန့်ဖြစ်ပြီးတော့တေဆုံးတဲ့သူနဲ့မနာမကျန်းဖြစ်ပြီးတော့တေဆုံးတဲ့သူတွေနဲ့အဲ့လိုမျိုးတွေတေဆုံးသွားတာပေါ့နော်ပြီးတော့ဒီအိမ်ရဲ့ရှင်ရင်းနဲ့ခေါင်းရင်းမှာလည်းဒီအိမ်နဲ့ဆွေမျိုးတော်ဆက်တဲ့မိသားစုဝင်နေတဲ့အိမ်ပဲဒီမိသားစုဝင်နေရဆိုလို့ရှိရင်တိတ်ဘဝဘလိုမျိုးဝေကျွေးတွေကြောင်းလဲတော့မသိဘူးပေါ့နော်တေဆုံးသွားတဲ့အခါတွေမှာလည်းပုံစံသူတွေနဲ့တိုက်တိုက်ဆိုင်ဆိုင်ကိုအိမ်လုံးကျွတ်ကိုတေဆုံးသွားတယ်ပေါ့နော်ဒီလိုမျိုးဖြစ်ရတဲ့ဆိုတာက တ်ဝန်းကျင်မှာကျွန်တော်တို့မရှိဘူးလို့လောင်ထင်ထားတာပေါ့နော်ဒါပေမဲ့ကြုံတွေ့လိုက်တဲ့အခါမှသာတကယ်ရှိပါလားဆိုပြီးတော့ယုံကြည်လိုက်ရတဲ့အရှင်တွေတခုလည်းဖြစ်တယ်ပေါ့နော်အိမ်အပေါ်ထက်ကိုတက်တဲ့အခါမှလည်းအတော်လေးကိုမှသတိထားပြီးတော့တက်ရတယ်ဗျကျန်းတွေကတော်တော်လေးကိုမှဆွေးမိနေပြီဒါပေမဲ့မိုးထားတဲ့သွတ်တွေကတော့အကောင်းကြီးရှိနေသေးတယ်ပေါ့နော်အိမ်ပေါ်တက်တဲ့အခါမှပြိုပြိုပြပြတင်နေကျန်းတွေကတိတ်ပြီးတော့မကောင်းတော့ဘူးပေါ့နော်ပင်ကူမြင်တွေကလည်းအများကြီးရွတ်တွေနဲ့ တော့တတိထနေရဒီနေရာကြီးဆိုလို့ရှိရင်တော်တော်လောင်းဆွေးနေပြီပေါ့နော်ဒီထပြီးတော့သွားရတယ်ဗျကြုံကြမှာဆိုလို့ကျမအဲ့ရခင်နေအဖျားလေးဆိုအားလုံးဆွေးမြည်နေပြီပေါ့နော်မိသားစုစုံစုံလင်းလင်းရှိတော့အချင်းဆိုလို့ရှိရင်ဘလောက်တောင်ပျော်ဖို့ကောင်းလိုက်မလဲပေါ့နော်တကယ်ဟိုမှဝမ်းနဲ့ကြည်ခွဲစရာကြီးဗျာ ကဲကျွန်တော်တို့ဒီမိသားစုဝင်တွေနဲ့ရွှေမျိုးတော်ဆက်တဲ့မိသားစုဝင်တွေရဲ့အိမ်တိမ်ကိုထပ်မံပြီးတော့ကျွန်တော်တို့သွားရောက်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော် ပြီးတော့ဒီရွာလေးอ่ะဆိုလို့ရှိရင်အရန်ထူးဆန်းတဲ့ဗျာဒီမိသားစုဝင်တွေอ่ะဆိုလို့ရှိရင်လည်းဒါအကြောင်းမျိုးမျိုးကြောင်းမိသားစုဝင်တွေနေတဲ့ဒီအိမ်သုံးလုံးอ่ะဆိုလို့ရှိရင်အိမ်လုံးကျွတ်သေးဆုံးသွားကြတယ်ပြီးတော့ဟိုရွာလိုမျိုးဖြစ်နေတာဗောနော်ဒီအိမ်နဲ့တောက်လျှောက်တန်းလျက်မှာလည်းအိမ်နေရှိတယ်ဗျအိမ်ကြီးအိမ်ကောင်းတွေကြီးပဲအဲ့ဒီမှာလည်းလူတွေတရားမှမရှိဘူးဗောနော်အဒီဒေသခံတွေပြောပြတာကတော့အဲ့ဒီအိမ်တွေကြတော့တလူရဲ့အဲအိမ်ပိုင်ရှင်တွေကဗောနော် နိုင်ငံသားတွေထွက်ပြီးတော့တဲ့အလုံးတွေထွက်ပြီးတော့လုံနေကြတာပေါ့နော်အိမ်တွေကိုတော့သူတို့ကဝင်ရှိတဲ့ခါကျလာပြီးတော့စောက်ထားကြတယ်ပြီးတော့လာရောက်ပြီးတော့လည်းမနေနိုင်ဘူးပေါ့နော်တစ်ဖက်မှာအလုံးနဲ့ဆိုတော့အလုံးရှိတဲ့ရှင်မှာသူတို့အချိန်ကုန်နေတဲ့ခါကျတော့အိမ်တွေဒါစောက်ပြီးတော့အိမ်တွေကဒီတိုင်းရှိနေတာပဲဖြစ်တယ်ဆိုပြီးတော့လည်းပြောပြတယ်ဗျအခုဒီခြုံတွေ꿰နေတဲ့နောက်တွေမှာဆိုလို့ရှိရင်အိမ်တွေရှိသေးတယ်ကျွန်တော်တို့ညီမပြည်တွေမှာလည်းပေါ့နော်အာ တွေ့ဘူးကြပါလိမ့်မယ်ရွာတွေမှာဆိုလို့ရှိရင်အိမ်တွေပါလေးစောက်ရဲပြီးတော့မိသားစုတွေကအိမ်ပိုင်ရှင်မိသားစုတွေကမျိုးတွေနိုင်ငံသားတွေထွက်ပြီးတော့အလုလုနေတဲ့အခါကျတော့အိမ်ကြီးတွေကလုံးဝအထီးကျန်တဲ့လိုမျိုးကြီးတွေဖြစ်နေတာပေါ့နော်အခုဒီရွာလေးမှာဆိုရင်လည်းအဲ့လိုမျိုးတွေဖြစ်နေတာဗျတချို့အိမ်တွေဆိုလို့ရှိရင်ခုမြင်တွေ့တဲ့အတိုင်းပဲပေါ့နော်တောတွေခြုံတွေအားလုံးကပိတ်နေတာပေါ့နော်ဟုတ်ဒါဆိုလို့ရှိရင်အိမ်သားပေါ့နော်အဲ့ဒီ ဒီခြုံရဲ့ဟိုဘက်မှာဆိုလို့ရှိရင်လည်းအိမ်ရှင်စီသေးတယ်ဗျကျွန်တော်မြင်နေရတယ်အဲ့ဒါကိုလည်းကျွန်တော်တစ်ချက်လောက်တွားပြီးတော့ကြည့်ကြည့်မယ်ပေါ့နော်ရေတွေဗျရေတွေဘက်ကတော့မတွားတော့ဘူးကုန်းဘက်ကပဲပတ်သွားလို့ရတယ်ပေါ့နော်ဒီအိမ်နဲ့အဲဒီအိမ်ဟာဆိုလို့ရှိရင်ပထမဆုံးကျွန်တော်ရိုက်ခဲ့တဲ့အိမ်နဲ့ဆွေမျိုးတော်ဆက်တဲ့သူတွေနေတဲ့အိမ်ပဲဖြစ်တယ်တဲ့တော်တော်လေးကမှစမ်းကြည့်တယ်ပေါ့နော်ဒီမိသားစုတွေကဆိုလို့ရှိရင် ဒီရွာလေးရဆိုလို့ရှိရင်မိန်လန်းဘေးမှာပဲရှိတယ်ပေါ့နော်ကာဟွန်ဒီတန်တွေတောင်ကြားနေရတယ်တော်တော်မှစူးစမ်းတဲ့ရွာပဲပေါ့နော်ရွာထဲမှာရှိတဲ့အိမ်သုံးလုံးကြာပြန်တော့လဲမိသားစုဝင်တွေကတရက်ဆက်ဆက်အားလုံးကအိမ်လုံးကျွတ်သေးဆုံးပါလေကြံရှိနေတဲ့အိမ်တွေကြာပြန်တော့လဲအိမ်ပန်ရှင်တွေကမျိုးတွေမှာနိုင်ငံခြားတွေမှာထွက်ပြီးတော့လုံလုံနေကြတယ်ဟုတ်ပါဒါကတော့ပထမတော့အိမ်နဲ့မိသားစုဝင်တော်ဆက်တဲ့သူတွေပေါ့နော်ဒီအိမ်နဲ့အိမ်လုံးကျွတ်သေးဆုံးပါလေအဲ့ဒါ နေမကောင်းကျမ်းမမှာဖြစ်ပြီးတော့တည်ဆုံတဲ့သူတွေရောပေါ့နော်ပြီးတော့ဒါအက်ဆီဒန့်တစုံတရာဖြစ်ပြီးတော့တည်ဆုံတဲ့သူတွေရောပါဝင်နေတဲ့ကဲဒီဘက်ကိုဆက်ပြီးကြည့်လိုက်ပါရေတွေပြခုမြင်တွေ့နေရတဲ့အိမ်ကတော့ဒါတတရားမြောက်အိမ်ပေါ့နော်အစီအမကျွန်တော်ပြောခဲ့တဲ့ဒါပြည်သားစုဝင်တွေတော်ဆက်တဲ့သူတွေရဲ့အိမ်တွေပဲဖြစ်တယ်ပေါ့နော်ကဲအိမ်ထဲကိုတစ်ချက်လောက်ကျွန်တော်လို့ဝင်ပြီးတော့ကြည့်လိုက်ရအောင်ဗျာအိမ်ကြီးကတော့နော်တကယ်ကိုမှ အကြီးပဲဗျခက်ခဏနာကြီးစောက်ထားတာခြုံကြီးနေအုပ်နေတယ်နော်ညဘက်မြန်သွားပြီးတော့ရိုက်လိုက်ရရင်တော့ရှယ်ပဲဒါပေမဲ့ကျွန်တော်နေတဲ့နေရာနဲ့ကြာတော့လဲဝေးတယ်ဗျဒါကနေငယ်ဘက်လာရင်ကြုံရင် လေးလာရင်နဲ့ဘောနော်ထူဆန်းလို့ဆိုပြီးတော့ကျွန်တော်နေငယ်ဘက်ပဲရိုက်ခွင့်ရလို့နေငယ်ဘက်ဝင်ရိုက်တာပဲဖြစ်ပါတယ်မန်ဆလို့အချင်းဒီနေရာလေးကညဘက်ရိုက်လို့ရှင်ပိုးပြီးတော့အသက်ဝင်ပြီးတော့မိုက်တယ်ဗောနော်ကျွန်တော်လည်းညဘက်တော့ရိုက်ကူးကျင်တယ်ဗျဒါပေမဲ့မရဘူးဗောနော်နေ့ဘက်ပဲရလို့နေ့ဘက်လေးဝင်ရိုက်တာဖြစ်ပါတယ် ီဘက်ကဆိုလို့ရှိရင်ဒါကားကိုတောင်အဲနေရာပေါ့နော်ပြောမယ်ဆိုရင်တို့တူရီမုတ်ဆဆက်ပစ္စည်းတွေထားတဲ့နေရာဗျအကျေးကြီးပဲပေါ့နော်အိမ်ကြီးကတကယ်ကိုမှစိတ်မကောင်းစရာပဲမိသားစုဝင်၃ဦးရှိတဲ့ခါကျတော့၃ဦးတလုံးအိမ်လုံးကျွတ်တယ်ဆုံးသွားတဲ့ခါကျတော့သူ့အိမ်ကိုမကြည့်နိုင်ကိုယ့်အိမ်သူမကြည့်နိုင်နဲ့ပိုင်ရှင်ပဲကြီးတွေဖြစ်နေတာပေါ့နော်อืมညမပြီမှာဆိုလို့ရှိရင်တော့ကျူးကျော်တဲ့သူတွေလာရောက်ပြီးတော့နေထိုင်မှာတော့အသေးကြပဲဗျ ဟဲ့ဒီမှာဆိုလို့ရှိရင်ဒါလည်းအိမ်နာခန်းတခန်းပဲဗျ။อืมပေါင်ပိတ်နာပဲเนาะတကယ်တကယ်ညာဘက်မြန်ရိုက်လိုက်ရရင်တော့ရှယ်ပဲဗျာ။ကျွန်တော်ကတော့ညာဘက်ရိုက်ရှင်တာတိတ္တကျွန်တော်နောက်ရက်တင်มาတဲ့အထူးထူးဆက်ဆန်းဖြစ်မဲ့နေရာလေးကိုရှာဖွေပြီးတော့ကျွန်တော်ညာဘက်ရိုက်တင်လို့ရလို့ရှိရင်လည်းညာဘက်ရိုက်ပြီးမယ်ပေါ့เนาะခွင့်ကြုံလို့ရှိရင်ညာဘက်ရိုက်ခွင့်မရဘူးဆိုလို့ရှိရင်နှစ်ဘက်တွေအထူးဆက်တဲ့နေရာတွေကိုကျွန်တော်ရှာဖွေပြီးတော့ရိုက်ကူးပေးသွားမှာပဲဖြစ်ပါတယ် အဲအိနေကိုဝင်ပြီးတော့ဆက်စုရတာပေါ့နော်ဒေတာခံနေလဲပါတယ်ဗျဒေတာခံအဲလူတွေနဲ့ကျွန်တော်ရဲ့သူငယ်ချင်းတွေအတိအတိနေတော့ပေါ့နော်ကျွန်တော်လည်းသူတွေနဲ့ဆက်ဆက်ပြီးတော့ဒီကိုရောက်လာခြင်းပဲဖြစ်ပါတယ်အိမ်ကအကျဲကြီးပဲဗျတကယ်အိမ်ကအကျဲကြီးပဲဒီမှာလည်းဘင်းရင်ကွဲတွေကဩဟိုနဲ့ကြည်ကွဲစရာကြီးတွေပေါ့နော်ဟိုဘက်ဒီမှာဆိုလို့ရှိရင်အိမ်တွေရှိသေးတယ်ဗျာ ိင်ကွဲတွေအော်နေကြတယ်ကြားတော့ကြားတယ်မမြင်နိုင်လဲဆိုတော့ဖြစ်ကုန်ဒါဘဝမှာလည်းအိမ်ကြီးအိမ်ကောင်းတွေရှိသေးတယ်ဗျအဲ့ဒီအိမ်ကြီးအိမ်ကောင်းတွေရှိလဲကျွန်တော်တွားရောက်ပြီးတော့ရိုက်ကူးထားတဲ့ဗီဒီယိုတွေရှိပါသေးတယ်အဲဗီဒီယိုအားကျွန်တော်ရိုက်ရတာအရှေးကြီးပဲပေါ့နော်အဲကြောင့်မလို့ကျွန်တော်လိုအပ်တဲ့အပိုင်းတွေပဲအဓိကထားပြီးတော့တီးဖြတ်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်အခုမြင်တွေ့နေရတဲ့အိမ်ကြီးရဲ့အကြောင်းကိုလည်းကျွန်တော်နောက်ရက်ဒီမှာအဲဗီဒီယိုတွေရှာလုပ်ပြီးတော့ကျွန်တော်ဆက်ပြီးတော့တင်ပေးပါမယ်ဟုတ်ကဲ့ပါ ျွန်တော်ရဲ့ပရာလောကအစီအစဉ်လေးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအားပေးတဲ့တယောက်စီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအစ်မမြင်တွေ့နေရတာကတော့နတ်စင်ပဲဖြစ်ပါတယ်လူတွေမရှိတဲ့အခါကျတော့နတ်လက်ဘုံပြောင်နေပြီပေါ့နော်ဟုတ်ကဲ့ပါယူလေးကိုဆုံးအောင်ကြည့်ရှုပေးကြတဲ့တယောက်စီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအားလုံးပဲတက်စီကျမ်းပါပြီးတော့အစ်ချမ်းသာကြပါစေလူရင်ဆန္ဒလေးလည်းပြေဝကြပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ